အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်မယ် episode 29မှာတော့မင်းတို့ ਨੇ ဂျပုတို့ကရှယ်လီကိုမြင်ရဖို့အတွက်ねဂျီတို့ရဲ့အခန်းကိုအပြေးလွားရောက်လာကြပါတယ်အခန်းထဲမှာတော့ဂျီကိုဂျွန်တို့ကဝိုင်းပြီးတော့ပြည်တနာရှာနေကြပါတယ်ဂျွန်ကတော့ဂျီကိုဟေ့အောင်မင်းအခုမှလာပြီးတော့စာစူးစားပြအနေနဲ့လူတွေရှိမှတော့စာတွေလောက်ပြနေပြီးတော့နောက်ွယ်မှာတော့ကောင်မလေးတော့ရနေပြီမလားဆိုပြီးတော့ပြောနေပါတယ်တခြားသူတွေကလည်းရှယ်လီ ਨੇ ခြေတို့တွဲနေကြတယ်ထင်ပြီးတော့မနာလိုလေးဖြစ်ကမင်းနဲ့သူတွေကဘယ်ချိန်ကလေးကစပြီးတော့တည်နေကြလဲဒီနေ့ကစပြီးမင်းနဲ့ငါတို့နဲ့ရန်သူတွေဖြစ်သွားကြပြီဆိုပြီးတော့ဒေါသတကြီးပြောနေကြပါလေရှက်လေးရဲ့ဘက်မှာလေကျောင်းသူတစုကဝိုင်းပြီးတော့သူ့ရဲ့အကြောင်းကိုဆက်ဆုနေကြပါလေရှက်လေးကတော့ဘေးကသူတွေကိုဂယုမဆိုင်ပဲနေကြည့်စီကိုပဲစိတ်ရောက်နေပါလေတို့ချိန်မှာပဲမိနူးတို့ရောက်လာကြပြီးတော့သူတို့ကိုသူတို့မိတ်ဆက်နေပါလေကျပုကောင်ကလည်း ဘေးကနေပေမမီတော့မမီနဲ့တနာယူနေပါတယ်။ရှယ်လီကတော့သူတို့ပုံစံတွေနဲ့အာယုံနောက်တာကြောင့်ထွက်သွားစေချင်နေပါတယ်။မင်းတို့ကတော့ခြေဘက်ကိုပြန်လည်လာပြီးရော။ဟေးအောင်ငါတို့ခဏလောက်စကားပြောကြရအောင်ဆိုပြီးတော့ပြောနေပါတယ်။ခြေကတော့ငါမအားဘူး။နောက်မှပဲပြောမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။မင်းတို့ကလည်းစိတ်မရှိတာနဲ့မင်းကကိုလားလိုက်မနေနဲ့ဆိုပြီးတော့ဆွဲခေါ်သွားပါတယ်။ကျွန်တော်အခန်းအနောက်နားကိုရောက်မှာ မင်းကိုအခုလောက်မမြန်နဲ့ကောင်းမလေးရသွားမယ်လို့ထင်မှားဘူးဆိုပြီးတော့မင်းနူးကပြောလိုက်ပါတယ်ကြီးကတော့ငါတို့ကတွဲနေတာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်မင်းလာနောက်နေရလားဒီလောက်လူတိုင်းပါဇက်မှာမင်းကရွှေအောင်စပင်နဲ့ကောင်းမလေးကိုနမ်းလိုက်တယ်ဆိုတာကိုတွတ်တွတ်ပြောနေကြလေဆိုပြီးတော့ပြောလိုက်ပါတယ်ကြီးကလည်းဟာမင်းကဘာသိလို့လဲအခုကသူ့ဘက်ကအရင်စနန်းလုံးဖြစ်သွားတာဆိုပြီးတော့អော်လိုက်ပါတယ်မင်းယူနေလားမင်းကလေးကစနန်းနေဆိုတော့ဖြစ်နိုင်ပါမလား ငါတို့အတူတူ နေကြတာတော့မင်းကငါ့ကိုဘာမှမပြောဘူးဆိုပြီးတော့အင်ကြီးကိုဆွဲပြီးတော့ရန်တွေ့နေပါတယ်။ကြောချင်းမှာမင်းတို့ရဲ့ငါတို့အတူတူနေကြတာတော့ဆိုတဲ့စကားနဲ့သူတို့ရန်ဖြစ်နေပုံစံကိုကြည့်ပြီးတော့အားလုံးကသူတို့နှစ်ယောက်ကအချင်းချင်းကြိုက်ပြီးတော့အတူတူနေကြတယ်ထင်သွားကြပါတယ်။မင်းတို့ကတော့အားလုံးကိုအထင်မလွဲဖို့ပြောနေပါတယ်။တွင်ကတော့သူတို့နှစ်ယောက်အတူတူနေနေကြတာကို သူ့ကိုမပြောလို့ဒေါသထွက်နေပါတယ်။ကြောချင်းမှာဂျပုကောင်ကဂျီတုကိုကြည့်နေတဲ့ရှယ်လီရဲ့စပင်တွေရဲ့ အနံ့ကိုရှူပြီးတော့တနာယူနေပါတယ်။ရှယ်လီကတော့နာလာထနေတဲ့ဂျပုရဲ့နှာခေါင်းကိုချိုးပြလိုက်ပါတယ်။ဒီဘက်ကမီယာကတော့ depression အကြီးကြီးကိုဝင်နေရှာပါတယ်။ယူနာကလည်းသူ့တငယ်ချင်းရဲ့ပုံစံကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်နေရှာပါတယ်။မီယာကတော့ခေါင်းငယ်ဆိုင်နဲ့ထွက်သွားပါတော့တယ်။မီနူးကလည်းမီယာရဲ့ပုံစံကိုကြည့်ပြီးတော့မီယာကိုချိုးချိန်မှာတတိထားမိသွားပါတယ်။တနာစီကမီယာကတော့သူ့စိတ်တွေတပြေးပြေးကျိုးပဲ့နေရှာပါတယ်။ စင်ညာနာတခြားမှာလေကောင်းကင်ဆိုင်နဲ့ဥတီယာမရှိလမ်းလျှောက်လာပါတယ်ပြီးတော့အလယ်တန်းတုန်းကသူနဲ့ချီဆက်တွေ့တာကိုပြန်လည်တတိရနေပါတယ်မိရတို့အလယ်တန်းလောက်တုန်းကကောင်းမလေးတစုကမိရကိုဝိုင်းနိုင်ကြည့်နေကြပြီးတော့သူ့ရဲ့မျက်မှန်ကိုပါနင်းပြလိုက်ကြတာကြောင့်မျက်မှန်ကကျိုးသွားပါတယ်မိရကတော့အားငင်စွာနဲ့သူ့မျက်မှန်လေးကိုကန်ကြည့်နေချိန်ပါပဲနေ့မျက်မှန်ဘာဖြစ်သွားလဲဆိုပြီးတော့ဂျေကရောက်လာခဲ့ပါတယ်ပြီးရင်တော့သူ့ရဲ့မျက်မှန်ကိုချုပ်ပေးလိုက်ပြီးတော့ တက်ကြည့်လိုက်အစင်ပြေနေမဲယူထားလိုက်တော့ဆိုပြီးတော့မျက်မှန်ကိုပြလိုက်ပါတယ်မိရကလည်းကျေးဇူးပဲဟာဆိုပြီးတော့ပြီးတော့ယူထားလိုက်ပါတယ်ကြည်ကတော့သူ့မျက်မှန်နောက်တစ်ခုကိုထုတ်လိုက်ပြီးတော့ငါကတော့မျက်မှန်ကိုဝါးစားနေတယ်လို့ပဲခဏခဏချိုးမိလို့အမြဲအရင်တစ်ခုကိုစောင်းထားရတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်မိရကတော့ထိုချိန်မှာကြီးရဲ့စကားကြောင့်ဖြစ်ခဲ့တာတွေကိုမေ့ပြီးတော့ရဲမိသွားပါတယ်ကြိုချိန်ကလေးကမိရကကြည်ပေးခဲ့တဲ့မျက်မှန်လေးကိုအခုအချိန်ဒီအမြတ်တနိုးသုံးလာခဲ့တာဖြစ်ပါတယ် ကျော်တော့တဖြည်းဖြည်းကြည်ပေါ်မှာထားတဲ့စိတ်တွေကလည်းပို့ပြီးတော့လေးနဲ့လာခဲ့ပါတယ်အခုအချိန်မှာတော့သူ့ကိုယ်သူရှေလီနဲ့နိုင်ရှင်ပြီးပြီးတော့သူ့ရဲ့ပြော့ညံ့တဲ့ပုံစံကိုစိတ်ပြက်ကရှုံးမွှဲချငိုလိုက်ပါတယ်ကြောက်စင်းတဲ့အချိန်မှာတော့ကြည်ရဲ့နားကိုမီနူးရောက်လာပြီးတော့စက်ပြင်းပြိုင်ပွဲပိုစတာကိုပြလိုက်ပါတယ်ဟေ့အောင်ဒီပြိုင်ပွဲကနိုင်ပိုက်ဆံသန်းတရားနဲ့နိုင်ငံတကာပြိုင်ပွဲမှာပါ ဝင်ပြိုင်လို့ရမှာကွာငါတို့လေငါတို့ကိုယ်ပိုင်ဖွဲ့ထောင်ပြီးတော့ဝင်ပြိုင်ကြရအောင်ဆိုပြီးတော့ပြောနေပါတယ် ါစိတ်ဝင်စားဘူးကွာငါ့ကိုမနောက်ရှက်ပါနဲ့ဆိုပြီးတော့ဂျေကပြန်ပြောလိုက်ပါတယ်မီနူးကတော့ရက်မသွားပဲနင်တို့တော့ဝင်ပြန်ပြီးတော့နိုင်သွားရင်ဆိုပြီးတော့စိတ်ကူးတွေရှင်ကစကားတွေဆက်ပြောနေပါတယ်ဂျေကတော့ဟေးမင်းပါစကိုပိတ်ထားလို့မရဘူးလားဆိုပြီးတော့អော်လိုက်ပါတယ်ချို့ချိန်မှာရှက်လေးကရံဖြစ်နေကြတယ်တို့နေရာကိုကြည့်ပြီးတော့ဂျေဆိုပြီးတော့អော်တော့မယ်အချိန်မှာနောက်ကလူတယောက်ကသူ့ပါစကိုပိတ်ထားလိုက်ပါတယ်ထို့သူကတော့သူ့အဖိုးဖြစ်သူចောင်းអ៊ុងကြီးဖြစ်ပြီးတော့ပြန်ကြဖို့ပြောနေပါတယ် ရှယ်လီကတော့ဂျေးစီကိုပဲသွားဖို့လုပ်နေရကြောင်းကုတ်ကနေဆွဲပြီးတော့ခေါ်လာခဲ့ပါတယ်။ဂျေးတို့အေးပြန်ရောက်ပြီးတော့ညဘက်ဆိုဖာပေါ်မှာနားနေတဲ့အချိန်မှာလေမင်းကဒီပြိုင်ပွဲကိုပြိုင်ဖို့အကြောင်းကိုပဲဆက်ပြောနေပါတယ်။ဂျေးကတော့ငါနားတွေမခံနိုင်တော့ဘူးကွာ။ထာမပြောပါနဲ့လားဆိုပြီးတော့တောင်းဆိုနေရှာပါတယ်။ဒီချိန်မှာ TV မှာတော့စပင်းဖြော်နဲ့ဘဲကြီးရဲ့အင်တာဗျူးတစ်ခုလာနေပါတယ်။ဒီဘဲကြီးကိုအခု နေရာကနေစပြီးတော့ကိုစံပြူးဆိုပြီးတော့ခေါ်သွားပါမယ်။ စီစဉ်တင်ဆက်သူကတော့ကိုစံပြူကိုနိုင်ငံတကာပြိုင်ပွဲဒီမှာအာရှနိုင်ငံရဲ့ကိုစားပြုကစားသမားတယောက်အနေနဲ့ရောအခုပြိုင်ပွဲကြီးကိုစီစဉ်တဲ့သူအနေနဲ့ရောအတွေ့ဘာပြောချင်ပါသလဲပြီးတော့ကိုစံပြူတို့ကဒီပြိုင်ပွဲမှာအနိုင်ရတဲ့အသင်းနဲ့ပြိုင်သွားမယ်လို့ကြားရပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ရောဘာပြောချင်ပါသလဲဆိုပြီးတော့မေးနေပါတယ်မင်းတို့ကတော့ဟာဒီလူကြီးကတနိုင်ငံလုံးပြိုင်ပွဲမှာချန်ပီယံရတ်သွားတဲ့ဘဲကြီးမလားဆိုပြီးတော့ပြောနေပါတယ်ကိုစံပြူကတော့ ဟုတ်ကဲ့ပါကျွန်တော်တို့ကတော့ဒီပြိုင်ပွဲမှာအနိုင်ရတဲ့အသင်းနဲ့နောက်ဆုံးပြိုင်ပွဲဖြစ်ဝင်ပြိုင်သွားမှာဖြစ်ပါတယ်ဆိုပြီးတော့တူတူတွတ်တွဖြေးလိုက်ပါတယ်ထို့နောက်အစီအစဉ်တင်ဆက်သူကဂျီရဲ့ဦးလေးဖြစ်သူမဟွန်ဂျိုအကြောင်းမှာထပ်ပြောလာပါတယ်ထို့ချင်းမှာဂျီလည်းကောင်းထောင်လာပါတယ်တကယ်လို့လွန်ခဲ့တဲ့နှစ်နှစ်လောက်ကအက်ဆစ်ဒန့်နဲ့ဆုံးသွားခဲ့တဲ့မဟွန်ဂျိုသာအခုချိန်ထိရှိနေသေးရင်ကိုစံပြူသူနဲ့တူတူပြိုင်မှာပေါ့နော်ကိုစံပြူတို့ကကမ္ပဏီတစ်ခုထဲမှာအတူတူထွင်းခဲ့ကြတာဆိုတော့ အခုလိုအချိန်မှာသူ့ကိုပို့ပြီးတော့တတိယမှာပေါ့နော်ဆိုပြီးတော့မေးလိုက်ပါတယ်။ကိုစံပြူကတော့ဒါပေါ့ဗျာ။သူစီးကြောင်ပြီးတော့အဲ့ဒီအက်ဆစ်တက်မှာဆုံးသွားတဲ့ကပြိုင်ပွဲထဲမှာသူ့ကိုမမြင်ရတော့ဝမ်းနေရတာပေါ့ဗျာ။ဒါပေမဲ့သူသာအသက်ရှင်နေသေးရင်လည်းသူကဆေးသုံးတဲ့ပြဿနာကြောင့်အခုချိန်ဆိုရင်ကစားသမားဘဝကနေအနားယူနေလောက်ပြီးဆိုပြီးတော့ဖြေချလိုက်ပါတယ်။ကိုစံပြူကတော့တီဗီအစီအစဉ်မှာတော့မရှိတော့တဲ့ကြည်ရဲ့ဦးလေးအကြောင်းကိုလောင်းသလိုနဲ့ဖော်ကောင်လုပ်ပြီးတော့ပွဲရှာနေပါတယ်။ကြည်ကတော့ သူ့လေးเจ้าကိုကောင်းကောင်းသိတဲ့သူတယောက်အနေနဲ့ကိုစံပြူပြောတဲ့စကားတွေကသူ့ကိုဒေါသထွက်သွားစေပါတယ်။ထို့ချိန်မှာပဲကြည်ကဟေးအောင်ငါတို့ဒီပြိုင်ပွဲကိုပြန်ရမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။မင်းနူးကတော့ကြည်ကရုပ်ရည်ကြီးပြောင်းလဲသွားတာကြောင့်အံ့ဩသွားပါတယ်။ဒီပိုင်းလေးကိုဒီနေရာမှာပဲအဆုံးသတ်ထားပြီးတော့နောက်လာမယ့်အပိုင်းတွေမှာကြည်တို့ကဘသူတွေနဲ့သူတို့အသင်းကိုထူထောင်သွားပြီးတော့တကယ်ပြိုင်ပွဲတွေမှာလည်းသူတို့အသင်းသားတွေနဲ့ ဘလို့ဆက်လက်ရှင်ပြိုင်သွားမလဲဆိုတာကိုရင်ခုန်စွာနဲ့စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်ခင်ဗျာဒီနေရာဒီကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုလာသူတယောက်ချင်းစီတိုက်ကိုလေကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ